ခုကျွန်မအစီအစဉ်လေးတစ်ခုလုပ်ထားတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ကျွန်မဒီပေါ်မှာရှိနေတဲ့လူတွေအားလုံးကိုစာဖတ်တဲ့အလေးအကျင့်လေးရသွားအောင်ပြီးတော့အခုချိန်အထိစာရီတိုင်းမဖက်ပြစ်သေးတဲ့သူတွေလည်းစာဖက်ပြစ်သွားအောင်ကျွန်မစာအုပ်ကလေးဖက်ပြဖို့အတွက်စီစဉ်ပေးထားတယ်ကျွန်မစပြီးတော့ဖက်ပြပေးရှင်တဲ့စာအုပ်ကလေးကတော့အဲစာရေးဆရာတောမတ်ဂေါ်လီရေးတဲ့ Change Your Habits Change Your Life ဆိုတဲ့ စာအုပ်ကလေးကိုဆရာမျိုးလွင် MBA ကဘာသာပြန်ထားတဲ့စာအုပ်ကလေးဖြစ်ပါတယ်။အကျင့်တွေပြောင်းရင်ဘဝတွေလည်းပြောင်းမယ်တဲ့။ကျမနဲ့အတူတူလိုက်ပြီးတော့ဖတ်ကြည့်အောင်နော်။ဘာသာပြန်သူရဲ့အမှား လူတိုင်းမှာအကျင့်ဆိုးတွေရှိကြတယ်။အဲ့ဒီအကျင့်တွေကစင်ရဲသားအကျင့်တွေဖြစ်ပါတယ်။အဲ့ဒီအကျင့်တွေနေရာမှာအကျင့်ကောင်းတွေတနည်းအားဖြင့်တတိအကျင့်တွေ ပြောင်းပြီးအစားထိုးနိုင်ရင်ဘဝဟာတိုးတက်ပြောင်းလဲသွားမှာဖြစ်တဲ့အကြောင်းအခိုင်အမာပြောဆိုထားပါတယ်။စင်ရဲသားအကျင့်တွေဖြောက်အသေးအသေးအကျင့်တွေစောက်ဖို့တိုက်တွန်းထားတဲ့စာအုပ်ဖြစ်တယ်။စာအုပ်နာမည်က Change Your Habits Change Your Life ဖြစ်ပြီးစာရေးဆရာက Thomas Colley ဖြစ်ပါတယ်။ နှစ်တွေများစွာတထေးစင်ရဲသားအမြောက်အများကိုလေ့လာပြီးတထေးတွေရဲ့အကျင့်တွေစင်ရဲသားတွေရဲ့အကျင့်တွေကို ခွဲရှားတွေးရှိလာတာကိုတိတ်ပန်နီးကြကြရှားပြထားတာဖြစ်ပါတယ်အကျင့်တွေကို ပြောင်းဖို့မလုပ်ခင်အကျင့်ဆိုးတွေကဘာတွေလဲအကျင့်ကောင်းတွေကဘာတွေလဲဆိုတာတိအောင်လုပ်ရမှာဖြစ်ပါတယ်ကျွန်တော်တို့နေ့စဉ်ပြုမှုလှုပ်ရှားနေတာတွေ တွေးနေတာတွေဆုံးဖြတ်နေတာတွေအားလုံးရဲ့40ရာခိုင်နှုန်းကိုအကျင့်တွေကလုတ်သွားတာဖြစ်ပါတယ်လို့ဆိုထားပါတယ်အကျင့်တွေကဖြစ်နေတာကအော်တိုပိုင်လော့ခေါ်တဲ့သူ့အလိုလိုလုပ်နေတာမျိုးပါအုံနောက်အလုံးတက်တာစီပါတယ်အုံနောက်လောင်စာတက်တာတဲ့အတွက်အုံနောက်ကအကျင့်တွေကိုသဘောကျတယ်အကျင့်တစ်ခုဖြတ်မယ်ဆိုရင်အုံနောက်ကရံတွေးလိမ့်မယ်အဲ့ဒီတော့ကျွန်တော် အုံနောက်ကိုမလိုလှဲစားပြီးအကျင့်ကိုကြောင်းရမလဲဆိုတာတွေကိုဖော်ပြထားတာစိတ်ဝင်စားစရာကောင်းတဲ့ချက်တွေပါပဲ။အုံနောက်အကြောင်းရှင်းပြတဲ့အခါတရားဝင်ဘာသာပြန်ထားသမျှကိုမြန်မာလိုပြန်ရေးထားပေမဲ့ တရှို့စကလုံးပဲမြန်မာလိုပြန်မရတဲ့အတွက်အင်္ဂလိပ်လိုအတိုင်းပဲထားလိုက်ရတာကိုနားလည်ပေးစီလိုပါတယ်။မူရင်းဆိုင်ရေးသူကရှမ်းသာကြွယ်ဝတဲ့ပုတ်ကိုအထူးသဖြင့်စ조사ပြီးတန်းကြွယ်တထေဖြစ်လာတဲ့ပုတ်ကို233ဦးနဲ့စေရဲသား128ဦးကို9နှစ်လုံးလုံးသူတည်တနာလုပ်ပြီးရထားတဲ့အချက်တွေကိုအင်္ဂနန်အထောက်အထားတွေနဲ့တက်တည်ပြထားပါတယ်။တထေချင်းလို့ဆိုတဲ့နေရာမှာပစ္စည်းဥစ္စာတွေတဲ့ တွေ့ဝရှမ်းတာတာမဟုတ်ပဲကျမ်းမာရေးအသည့်လူမှုရေးအသည့်စိတ်ပိုင်းဆိုင်ရာအသည့်တွေမှာပါတွေ့ဝရှမ်းတာတဲ့အကျင့်တွေလို့ဆိုလိုချင်တာပါကိုရန်ကိုကြာလက်တွေ့ပြောင်းနိုင်ဖို့စည်ရင်းစရာတွေပါနမူနာရေးဆွဲပေးထားပါတယ်အကျင့်စိုးတွေရော့လာပြီးအကျင့်ကောင်းတွေတိုးလာလိမ့်မယ်လို့မျှော်လင့်မိပါတယ်လို့ဘာသာပြန်သူကတော့အမှားစကားလေးပါထားပါတယ်ရှင်